ကျွန်တော်ကိုဒါကိုထက်ကြီးတို့ကအများကြီးပေးပြီးတော့ရိုက်တာဩဒီကားအတွက်ကို3900လောက်ကျွန်တော်ပေးပြီးတော့ဟမ်ဟုတ်တယ်လေဟုတ်တယ်လေအမှန်ပါအမှန်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်အမွေပေါ့ဟုတ်ပါမွေပါဟုတ်တယ်ဟုတ်ရေးပေးလူပညာရှင်3900နဲ့ရိုက်တော့ပေါင်းရဆက် ပြောရမှာလားရင်ထဲမှာတိန်းထားတယ်ပစိုးပစိုးပစိုးတစ်ထည်ကိုတိန်းနဲ့ရောင်းတဲ့အကြောင်းလေးဟုတ်လေကိုယ်ပဲစဉ်းစားကြည့်လေဗျာဒီကားမှာပစိုးတော့မဟုတ်ဘူးလေကျွန်တော်ပြောတာဒါစီးပွားရေးလုပ်နေရမဟုတ်ဘူးကျွန်တော်ကပြည့်ရမှာဒါကိုအမဟိုမဆောင်းကောင်းသိခြင်းနဲ့စိတ်နဲ့ကျွန်တော်ရေဒီယာမန်မုတ်ထားတဲ့ပစိုးပသိမ့်တန်လေဗျာအားပြလိုက်ရှာပါဘယ်လိုဘယ်လိုဒီရိုက်မယ်ဆိုရင် ကောင်းစားကဘာကဘာကျော်ဟုတ်အဲ့ဒါကေပေးလွှဲခံနေလုံးဝမရှော့ဘူးနော်တကယ်ဝယ်မာတကယ်တကယ်လည်းဝယ်မာလွှဲခံနေကြမှာကိုထက်ကြီးကရပြီရယ်ဆိုတော့ကျော်ကျော်စီးပွားကိုတုံးခဲ့ပို့သွားတာအာရင်းရက်တက်ကကြော်ကြီးကျန်းရင်လွမ်းသွားမယ်ဆိုတဲ့စကားလေးရိုက်တာပေါ့နော်ဟုတ်အောင်မြဆန်ရေဒီပါလေးစောင်းရုံဆန်ဟုတ်ဆိုတော့ကြော်ကြီးရပါဘူးအာကြော်ကြီးကြော်ကြီး ဒါ driver စောင်းဝအမြဲတမ်းစပင်ရှေးကြီးနဲ့ဆိုတော့လေအာဒီကမှအဲ့လိုမျိုးစပင်အတိုးလေးပေါ့နော်အဲ့လိုမျိုးလေးရိုက်ချင်တယ်ဆိုတာနဲ့စောင်းလည်းဟိုကိုနေလိုက်မဲ့ပုံစံမျိုးလေးနဲ့ပုံစံဒီဇိုင်းချိန်ထားတာပေါ့နော်ဟုတ် baby did it လူကနေလေးမလို့ချစ်တယ်လူညာနဲ့ချင်တာလို့ရှားရှားပါပါလေးပဲအဲကျွန်တော်ကတော့ဒီကားမှာကျွန်တော်ကအဲကုမ္ပဏီပိုင်ရှင်တထေးပေါ့နော်တထေးကနေပြီးတော့ အဲ့လိုဇက်လေးတွေမှာနည်းနည်းအလှည့်ပြောင်းလေးတွေနဲ့ဒါကြော်ရီတို့အိမ်ကိုရောက်ချလာတာပေါ့အာရောက်ချလာတဲ့ဟာလေးမှာ ဖြစ်တဲ့ဒီဒရာမာလေးတွေပါမယ်ကောမဒီလေးတွေပါမယ်အဲ့ဒါကိုကိုထက်ကြီးကနေပုံဖော်ထားတာပေါ့အဲ့ဒီပုံဖော်တဲ့ပုံပေါ်မှာကျွန်တော်လိုက်လိုက်လျှောက်ကြတာပေါ့ဟုတ်အာကျွန်တော်ကိုဒါကိုထက်ကြီးကအများကြီးပေးပြီးရောရိုက်တာဟုတ်ဒီကားအတွက်ကို3900လောက်ကျွန်တော်ပေးပြီးရောဟမ်ဟုတ်တယ်လေဟုတ်တယ်လေအမှန်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်လားဟုတ်ဟုတ်အမွေပေါ့ ောင်းဆိုရေးပေးလူပညာကြီး3900နဲ့ရိုက်တော့ပေါင်းရဆက်နည်းနည်းဖွာပြီဒါမှနည်းနည်းလူပညာကြီးမြောက်သွားမှာအဲပြီးရင်အောက်ကလည်းပြောကြလိမ့်မယ်မင်းကွာဘလို့လို့မင်းကို900ပေးပြီးရိုက်มาလေဘာညာပေါ့အဲဟောကောင်းမှန်ပါသိနေပြီသိပြီဒါကျွန်တော်ကကျွန်တော်တို့ကျွန်တော်ရဲ့ချစ်ရတဲ့ပြိသက်တွေကျွန်တော်ကဒါသူတို့ရဲ့ဒါချစ်စရာကောင်းတဲ့အမူကျင့်လေးတွေဒါလေးတွေကကျွန်တော်တို့ကအမြဲအထိတွေ့နေရတာဆိုတော့အမြဲတမ်းသိပါတယ်ပြိသက်တွေ အဲ့ဒါလေးတွေကလည်းကျွန်တော်တို့နောက်အရင်တော့ကတော့အရန်ပေါ့နော်ဟို comment နိုင် comment နိုင်ကိုအရန်ဟိုခံစားကြတာနောက်ပိုင်းကျတော့လေဒါလေးတွေကတို့ရဲ့ချစ်စရာကောင်းတဲ့မူကျင်လေးလို့မြင်လာတာအဲ့လိုမျိုးလေးအာကျွန်တော် live ပြီးမခံစားတော့အခုနောက်ပိုင်းကျွန်တော် comment တွေကိုပတ်ကိုပတ်ဖတ်တော့မဖတ်ဖြစ်တော့ခုနကပြောဖတ်တယ်ဆိုအဲ့ဒါဟိုပေးတော့ရှိရလေဒါကမဟုတ်တဲ့ပေးတွေဆိုရင်တော့သိကျင်လို့ဗျာအကျန်တော့ဝင်ဖတ်တယ်ဗျာကို့အကောင့်ကိုလာပြီးတော့ပြောရင်တော့ကိုထက်ကြီးရဲ့ဟိုကလေ तू ခံစားတဲ့ဟာကို तू ဘယ်တော့မှမဖော်ပြအောင်အာ သူကအဲ့လိုသူမ်းထည့်ရတာအဲ့လိုမျိုးဟန်ဟန်ဆောင်ဟန်ဆောင်တက်တယ်သူရဲရင်ထဲမှာနာကျင်ခံစားနေရတယ်အပြင်မှာသူကပြုံပြုံလေးပဲနေရတယ်အဲ့ကိုတက်ကြီးရဲ့ဒါအာတာချက်လို့ပြောရမလားအားနေချက်လို့ပြောရမလားမသိဘူးပြန် dialogue ထည့်ပဲအဲအဲ့ဒီရဲ့ဖြစ်ပြတဲ့ဟာတွေကိုအကုန်လုံးသူကပလော့ဖြစ်ပြန်ကြောင်းလိုက်တာပေါ့အဲ့လိုသူပြောချင်တာသူလည်းနဲ့မှာထည့်ထားတာကျွန်တော်မသိဘူးငါအဲ့ကိစ္စ ဘူးသိလားကျွန်တော်လည်းမသိဘူးเนาะအဲ့ဒါဒါမီဒီယာကွင်းကမေးတာဆိုခက်ကြီးပဲအဲ့ဒါဖြည့်ရှင်းရမှာပဲကိစ္စဟုတ်လားဟာဟိုကအခုမကွဲတော့ပါဘူးဩပြီးသွားပြီအဆင်ပြေသွားပြီတဲ့အဆင်ပြေသွားပြီပြီးပါမဟုတ်ဟိုပြီးဆုံးသွားတာအပြီးဆုံးသွားပြီတီးတယ်တွေ့ရတယ်မသိလိုက်ဘူးကျစားလိုက်တော့ပြောပါမလားရှင်လည်းမှတိန်းထားရပစိုးပစိုးပစိုးတစ်ထည်ကိုတိန်းနဲ့ရောင်းတဲ့အကြောင်းနေ လုံးလေးကိုပဲစဉ်းစားကြည့်လေကြာအဲ့ဒီကားမှာမစိုးတော့ဘူးလို့လေကျွန်တော်ပြောတာရေအားမှကျွန်တော်ကအလကားမရပစိုးတစ်ထည်တသိန်းရမ်းတန်ပါလေကြာကျွန်တော်ကဘာကြောင့်လဲဆိုတော့အဲ့ပစိုးကလေကျွန်တော်ကတေချာလေးမန်းပုတ်ထားပြည်မလားဟိုဘယ်လိုပုံမလဲရေရီယာလေးချေပြီးဒီပစိုးဝင်အောင်မြင်မယ်ဒီအဲ့လိုမျိုးလောက်ထားတဲ့ပစိုးတသိန်းကတော့တန်တယ်ကြာ အဲ့ဒါကိုမဝယ်ဘူးရဲ့ပစိုးတစ်ထည်တစ်သိန်းအာတပတ်တစ်ထည်9000တခါတခါမုတ်တောင်းဆိုင်ရင်ကမုတ်ဘွားတောင်းသေးတယ်မုတ်ဘွားဘလောက်ဒီမုတ်ဘွားဘလောက်ကြာတာနော်ဒါစီးပွားရေးလုပ်နေရမှာမဟုတ်ဘူးကျွန်တော်ကပြရမှာဒါကိုအမဟိုမဆောင်းကိုကောင်းသိခြင်းနဲ့စိတ်နဲ့ကျွန်တော်ရေဒီယာမန်မုတ်ထားတဲ့ပစိုးတစ်သိန်းတန်နေဗျာအာပိလိုက်ရှာပါဘူးဝယ်ဘူးဒီရိုက်မယ်ဆိုရင်ကဘာကဘာကြောဟုတ်အဲ့ဒါကေပေးလွှဲခံနေလုံးဝမရှော့ဘူးနော်တကယ်ဝယ်မှာတကယ်တကယ်လည်းဝယ်မှာလွှဲခံနေကြမှာကိုယ်ထည့်ကြရပြီရပစိုးတွေကျွန်တော် ျော်စီးပွားကိုတော့ငဲ့ပို့ပါဟုတ်တယ်နောက်ဆုံးမေးခွန်းလေးပါတယ်ဟိုနောက်တော့ဒါကခက်ကြီးရိုက်မယ်ကားလည်းမရကျွန်တော်တင်တဲ့ရွှေမင်းသမီးကိုကြားဟုတ်ပါတယ်အာအဲ့မရိုက်တော့အဲ့ဆက်ကမရှိတော့လုံးပြီအဲ့ဒါပဲပိတ်နေအဲ့ဆိုအဲ့ဒါလေးခေါင်းစဉ်တက်တော့မှာနော်အဲ့ဒါပါဟုတ်ကျွန်တော်တင်မဲ့ရွှေမင်းသမီးဇကားရိုက်ကူးမဲ့ဒါရိုက်တာထက်ကြီးအဲဒါမို့လာတော့ပါ ကျေးဇူးပါပြုလို့ရပါပြီကျေးဇူးပါပြုလို့ရပါတယ်နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့